တီဘောမင်းထွက်ပြေးတော့မယ်ဆိုပြီးအင်္ဂလိပ်ဘိုကိုအိယာနှိုးပြီးလာတိုင်တဲ့သူကတော့တိုင်သားအမတ်ကြီးပါည3နိုင်မှအလောတကြီးလာတိုင်ရတာကအင်္ဂလိပ်တွေအုပ်ချုပ်တဲ့အခါသူ့အတွက်နေရာတစ်ခုရရှိအောင်မျက်နှာကြိုလှုပ်ထားတာဖြစ်တယ်ဒါပေမဲ့သူမသိလိုက်တာကအင်္ဂလိပ်တွေဟာရန်သူကိုတောင်လေးစားမှုနဲ့ဆက်ဆံပေမဲ့တစ္ဆာဖောက်ကိုတော့အယမ်းမုန်းတာပါတိုင်သားအမတ်ဟာနန်းတွင်းမှာအာနာအရှိဆုံးဖြစ်တဲ့စုဖျားလက်နဲ့တဖွဲ့တဲ့ဖြစ်တဲ့သူတို့နဲ့မတဲ့တဲ့ကင်းဝင်အမတ်ချုပ်ကိုတောင်အင်္ဂလိပ်နဲ့မတိုက်ဖို့တားနေလို့ဆိုပြီးတော့တနခါကြောက်ပြင်ကိုလက်ဆောင်ပေးလိုက်သေးတာနန်းတော်ကိုဝင်သိမ်းကြတဲ့အခါမှာအင်္ဂလိပ် ိတ်ဘူတယောက်ကတိုင်သားအမတ်ကိုခေါ်ပြီးတော့လှဲနဲ့မြို့အပြင်ကိုထွက်လာတယ်။အရှိမမြို့အဆောင်တွေကလမ်းမှာပိတ်ပြီးသူတို့လှဲကိုလှမ်းသားလိုက်တယ်။အဲ့ချိန်မှာတိုင်သားမင်းကြီးလှမ်းပြောင်းလိုက်တာကငါ့ကိုကိစ္စတုံးတော့မလို့လား။သူမေးတဲ့ပုံစံကိုကြည့်ချင်းအဖြစ်သူ့ကိုဘာဆက်လုပ်မဲ့ဘယ်ကိုခေါ်သွားမှလဲဆိုတာကိုသူလုံးဝမသိသေးပါဘူး။ပြီးတော့လှဲပေါ်မှာအတူပါလာတဲ့ဘူကြီးကိုသူမေးကြည့်ခဲ့မှာပဲ။ကြည့်ရတာသူ့ကိုဘာမှပြန်မပြောတဲ့အထီးအောင်အထင်သေးခဲ့တာပါ။နောက်ဆုံးမှအိန္ဒိယကိုသွားတော့မှသူ့ကိုပြည်နယ်တန်ပေးလိုက်ပြီဆိုတာကိုသိလိုက်ရတယ်။ဒီဘောမင်းကိုပါတော့ ော်မူစေတဲ့အဓိကတရားခံကကင်းဝင်းမင်းကြီးပါဆိုတဲ့ဦးကောင်းနှင်ထုတ်တီဘောပြုတ်စကပုံထွက်လာတယ်အကြောင်းကအင်္ဂလိပ်တွေကိုပြန်မခုခံရဘူးအကယ်၍ခုခံခဲ့သည့်ရှိတော့မင်းပြစ်မင်းတန်တင့်မယ်လို့အမိန့်စာထုတ်ခဲ့လို့ပါအမှန်တော့အင်္ဂလိပ်ရေတပ်အေယာဝတီမြစ်ကြောင်းကနေခြေတက်လာတဲ့အချိန်ကိုဆိုလိုတာမဟုတ်ပဲနောက်ဆုံးအချိန်ကိုရောက်မှအဲ့ဒီစာကိုထုတ်ခဲ့တာဖြစ်တယ်ပြီးတော့စုဖျားလက်ကတနခါကြောက်ပြင်ပေးပြီးလှောင်ပြောင်ရဲတာကကင်းဝင်းမင်းကြီးမှာအင်အားမရှိမှန်လုတ်ပိုင်ခွင့်မရှိမှန်တိတာစေတယ်တီဘောမင်းပါတော်မူအောင်လှုပ်တဲ့သူကတော့စုဖျားလက်ရဲ့မိခ ြင့်စင်ဖြူမရှင်ပါပဲမိဖုရားခေါင်ကြီးဖြစ်တဲ့စင်ဖြူမရှင်ဟာမင်းတုံမင်းကြီးနဲ့ရဆန်ခန်းဒီအချိန်မှာမင်းကြီးမင်းသားအရောက်တရာကိုအကြံနဲ့စင့်ခေါ်လိုက်တဲ့နမ်မွေစက်ခံဖို့အရေးရှိနေတာကြောင့်မင်းသားတွေကရောက်ရှိလာတာနဲ့အားလုံးကိုဖမ်းချုပ်ပစ်လိုက်တဲ့အဲ့ရထဲမှာလဲနေတဲ့မင်းတုံမင်းကအဲ့ဒီတရင်ကိုကြားရပြီးစိတ်မကောင်းဖြစ်ကပြက်တနာကိုရှောင်လွဲဖို့မလွဲတာပဲနဲ့ပြက်သားတဲ့ကြင်ညာချက်ကိုထုတ်လိုက်တဲ့ဒါအရောက်တရာထဲမှာမင်းသား၃ယောက်ကိုတာရွေးချယ်ပြီးတော့တိုင်းပြည်ကိုခွဲပေးမှဖြစ်တဲ့ကြံတဲ့မင်းသားအားလုံးကအခုချက်ချင်းနန်းတော်ကနေထွက်သွားဖို့ အမိန့်စာထုတ်ပြန်လိုက်တဲ့ထူးဆန်းတာကနိုင်ငံခြားမှပညာတော်တင်ခဲ့တဲ့သူ့ရဲ့အကိုတော်တွေကိုတောင်တီဘောမင်းဘာဖြစ်လို့ကြော်တက်သွားရတယ်လဲဆိုရင်သူ့ရဲ့လက်ရှိအခြေအနေကိုသိပြီးအကိုတော်တွေနဲ့ဘလို့မှရှင်လို့မရဘူးဆိုတာရှင်းနေတာကြောင့်နမ်မွေလူပွဲမှာသူတို့နဲ့သွားမပြိုင်ပါဘူးလက်ရှိမှာအာနာချုပ်ကင်ထားတဲ့စင်ဖြူမရှင်အကြောင်းကိုသိလို့မသွားရဲပဲလက်ရှောင်လိုက်တဲ့နောက်ဆုံးမှမင်းတုံမင်းဆုံးပါသွားတာနဲ့လွှတ်ပေးဖို့အမိန့်ကိုပယ်ဖြတ်ပြီးတော့ဖန်စီထားတဲ့မင်းသားတွေနဲ့မိသားစုဝင်တွေကိုခေါ်ထုတ်ပြီးနန်းရှင်ပြင်လဲမှာဘုံရင်ကျောင်းနေရာမှာချိတ်ဆွဲထား ားတဲ့ငရဲပြည်ပြားဆက်လိုမျိုးကားတော့မှာပါ